ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြားဆွဲတာနဲ့ပတ်သက်ပြီးတော့မိမိတို့အိမ်မှာပြားလာဆွဲတဲ့ခါမှာအဲ့ဒီပြားလာဆွဲတဲ့နမိတ်ဟာကောင်းတဲ့နမိတ်လားမကောင်းတဲ့နမိတ်လားသိရှိစေဖို့အတွက်เนาะပြားဆွဲနမိတ်ကောင်းနည်းလေးအကြောင်းကိုဝေဖျားပေးမှဖြစ်ပါတယ်အဲ့တော့မနေ့ကကျွန်တော်ကျွန်တော်ရဲ့ဒီဟွာထဲမှာကွမ်မန်ထဲမှာအဲ့တော့မိတ်ဆွေတယောက်ကနေပြီးတော့ပြားဆွဲတဲ့နမိတ်ဟာကောင်းမကောင်းလာမိထားလို့ပါအဲ့တော့ကျွန်တော်တို့နားလည်ထားရမှာကဟိုတရက်ကကျွန်တော်စမ်းနမိတ်နဲ့ပတ်သက်တာလေးကိုပြောခဲ့ပြီးပါတယ်စမ်းနမိတ် เนาะ sentiment ကောက်ဖို့တော့ကတင်ချာနည်းနည်းလောက်တက်ရင်ရပြီလို့ကျွန်တော်ပြောဘူးလေအဲ့တော့အပေါင်းနဲ့အပေါင်းနဲ့ပေါင်းရင် အပေါင်းရတယ်အနှုတ်နဲ့အနှုတ်နဲ့ပေါင်းရင်လည်းအပေါင်းမရတယ်အပေါင်းနဲ့အနှုတ်နဲ့ပေါင်းရင်အနှုတ်ရပြီတော့အနှုတ်နဲ့ပေါင်းနဲ့ပေါင်းရင်အနှုတ်ရတယ်လို့ကျွန်တော်ပြောဘူးပါတယ်အဲ့လိုပဲကျွန်တော်တို့ sentiment မှာအိဋ္ဌနဲ့အိဋ္ဌနဲ့ပေါင်းရင်အိဋ္ဌပဲရတယ်အနိဋ္ဌနဲ့အနိဋ္ဌနဲ့ပေါင်းရင်အိဋ္ဌရပြီတော့အိဋ္ဌနဲ့အနိဋ္ဌအနိဋ္ဌနဲ့အိဋ္ဌပေါင်းရင်တော့ကျွန်တော်တို့အနိဋ္ဌဆိုတဲ့ဖြေပဲရပါတယ်အဲ့တော့ကျွန်တော်တို့ပြားဆွဲနှမိတ်လေးကိုကောက်ကြည့်ရအောင်နော် အဲ့တော့ပြားဆိုတဲ့တတ္တဝါကျွန်တော်တို့တွေเนาะအစိတ်ရှိတဲ့တတ္တဝါမှန်သမျှကျွန်တော်တို့အနှိမ့်ထားတယ်မှာပဲကျွန်တော်တို့ထည့်ပါတယ်เนาะပြားစီအစိတ်ရှိတဲ့တတ္တဝါဖြစ်တဲ့အကြောင်းလို့သူအနှိမ့်ထားတယ်မှာကျွန်တော်တို့ထည့်ပါတယ်အဲ့တော့ပြားကိုကျွန်တော်တို့အိတ်ထားမယူပါဘူးအနှိမ့်ထားလို့ယူပါတယ်အစိတ်ရှိတဲ့တတ္တဝါမဟုတ်လို့ဒါကြောင့်မလို့မိမိတို့ရဲ့အိမ်ရဲ့เนาะခေါင်းရင်းရက်တော့၎င်းအိမ်ရဲ့မျက်နှာကျန်ပါတော့၎င်းအမိုးပေါ်မှာတော့၎င်းအိမ်မျက်နှာသားမှာတော့၎င်းပြားလာဆွဲခဲ့ပါပြီဆိုရင်တော့ မိမိတို့ရဲ့အိမ်ရှိအရက်ခေါင်းရင်းအရက်ဟာကောင်းသောအရက်မင်္ဂလာရှိတဲ့အရက်ဖြစ်တဲ့တကြောင်မလို့အဲ့ဒါအိဋ္ဌအရက်လို့ခေါ်ပါတယ်တရားသည်အစိတ်ရှိသောတတဝါဖြစ်တဲ့တကြောင်မလို့အနိဋ္ဌဖြစ်ပါတယ်ဒါကြောင့်မလို့အိဋ္ဌနဲ့အနိဋ္ဌနဲ့ပေါင်းတဲ့အခါမှာအဲကျွန်တော်တို့အဲ့ဒီဟာသည် အနိဋ္ဌဖြစ်သွားတဲ့တကြောင်မလို့မကောင်းပါဘူးဗျာနော်အိမ်ရဲ့ဖက်နှချွတ်မှာပြားလာဆွဲရဆိုရင်ဒါကောင်းတာပေါ့ဖက်နှချွတ်ဆိုတဲ့နေရာသည်ကျွန်တော်တို့အနိဋ္ဌအရက်ပြားရလေအစိတ်ရှိတဲ့တတဝါအနိဋ္ဌဖြစ်တဲ့တကြောင်မလို့ ဖက်နှက်ချစ်တဲ့နေရာမှာလာပြီးဆွဲရင်အနှိဋ္ဌာနဲ့အနှိဋ္ဌာနဲ့ပေါင်းပြီးအိဋ္ဌာဖြစ်တဲ့လူကြောင့်မလို့အဲ့ဒီအိမ်စည်းဝါတက်ပါတယ်။နောက်တစ်ခါအိမ်ရဲ့နောက်ဖေးအရက်တို့အိမ်သာတို့မှာမိဖို့ကြောင့်တို့မှာအဲ့လိုအနှိဋ္ဌာအရက်နေရာတွေမှာမကောင်းတဲ့နေရာတွေမှာပြားလာဆွဲရင်အနှိဋ္ဌာနဲ့အနှိဋ္ဌာနဲ့ပေါင်းပြီးတော့အိဋ္ဌာဖြစ်သွားတဲ့လူကြောင့်မလို့အဲ့ဒါဆိုရင်လည်းကျွန်တော်တို့ကောင်းပါတယ်။ဟုတ်ပြီဒါဆိုကျွန်တော်တို့ပြားသည်မကောင်းသောအရက်မှာလာဆွဲရင်ကောင်းပြီးတော့ကောင်းသောအရက်မှာလာဆွဲရင်မကောင်းဘူးလို့မိစေတို့အကြမ်းမြင်နားလည်သွားပါပြီ။အဲ့တော့ ဟုတ်ပြီကောင်းရင်တော့ပြဿနာမရှိဘူးမကောင်းရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲမကောင်းတဲ့အခါဘယ်လိုလုပ်ရလဲဆိုရင်အဲ့ဒီပြားဆွဲတဲ့နမိတ်ရဲ့အဆိုးအာဏိသင်ပြေသွားအောင်ကျွန်တော်တို့ပရိတ်ရည်နဲ့ကျွန်တော်တို့လက်ပြန်လက်ပတ်လိုက်ရပါတယ်ပရိတ်ရည်နဲ့လက်ပြန်အဲ့တော့လက်ပြန်ဆိုတာဒီလိုပတ်ရတာပါဒီလိုဒီလိုတော့ဒီလိုဒီလိုပတ်ရတာဟာကျွန်တော်တို့ပြိုးရပါတယ်ကျဲလို့ရှိရင်လေပြိုးကျဲရင်လူမျိုးကျဲတယ်မလားအဲ့တော့အဲ့လိုမျိုးပဲလက်ပြန်ကျွန်တော်တို့ပတ်ပလိုက်ရပါတယ်အဲ့ဘက်ကနော်ဒါဆိုလို့ရှိရင်တော့အဲ့ဒီမကောင်းတဲ့ပြားဆွဲနမိတ်ရဲ့အာဏိသင်တွေဟာ ပြက်ပြေသွားပါတယ်ခင်ဗျာကောင်းတယ်ဆိုရင်တော့လုတ်เสียမလို့ပါဘူးเนาะအဲ့တော့ကျွန်တော်ကတော့ဒီနီးလေးကိုဝေမျှပေးလိုက်ပါတယ်ကျွန်တော်တော့ထားရောင်ရှိန်ဖြစ်ပါတယ်အဘဆရာကြီးမင်းတိန်ခါရဲ့တန်နေတပေရင်တူဦးလည်းဖြစ်ပါတယ်ကျွန်တော်ယခုမန္တလေးမြို့နန်းရှိ59 A 1920ကျားမှာကျွန်တော်ရဲ့ဗီဒီယိုဟောကန်လေးဖွင့်ထားပါတယ်